အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ် ကောင်းမွန်သောညီလေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာနော်အဲကျွန်တော်လက်ရှိမှာကျွန်တော်ကောင်းမလေးကိုစီကန်းလာပြပေးရတဲ့အတွက်ကြောင့်ကျွန်တော်အတန်လေးတိုးနေတာဖြစ်ရင်ခွတ်လွတ်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲလေးကိုကျွန်တော်အနုညွတ်တောင်းပန်ချင်တယ်ဗျာနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအတွက်ဒါကျွန်တော် Breaking News နှစ်ခုရှိတယ်ဗျာနော်သတင်းကောင်းနဲ့သတင်းဆိုးနဲ့ဗျာနော်အဲ့တော့သတင်းကောင်းနဲ့သတင်းဆိုးကိုလက်ရှိမှာ Manchester United ပြည်သက်တွေအတွက်ကျွန်တော်တင်ဆက်ပေးသွားချင်တယ်ဗျာနော်အဲ့တော့ Manchester United အသင်းအနေနဲ့လက်ရှိမှာကျွန်တော်ဒါသတင်းကောင်းအရင်ပြောအောင် Manchester ချေ United လက်ရှိကွင်းလေကစားသမားဖြစ်တဲ့ Bruno Fernandes ကတော့ Saudi Arabia Club Al Hilal ရဲ့ကမ်းလှမ်းမှုကိုတော့တရားဝင်ညင်းပယ်လိုက်ပြီလို့ကျွန်တော်တို့သတင်းတွေကသိရတော့ပါတယ်။အဲဒီသတင်းကိုလက်ရှိမှာဒါတရား1 level ရ Fabrizio Romano ကသူ့ရဲ့ဒါကျွန်တော်တို့ Twitter channel မှာတင်ဆက်ထားတာကိုကျွန်တော်တို့တွေ့ရမယ်တင်ပါပါတယ်။အဲလက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာသူတို့ရဲ့ကိုယ်လှယ်ကစားသမား Bruno Fernandes ကတော့ Manchester United အသင်းမှာဆက်ရှိနေတော့မှာဖြစ်ကြောင်းဒါလုံးဝအတိအကျသွားပြီလို့ပြောတယ်။အဲ့တော့ဒီကကျွန်တော် တာပါအကောင့်နဲ့ပြန်ကြည့်မှာတော်တော်လေးကိုမိုက်နေပြန်လက်ရှိမှာ Bruno Fernandes Manchester United အသင်းမှာဆက်နေတာကဒါ Ineos တို့ရဲ့လက်ရှိအနာဂတ် project ကိုယုံကြည်လို့ဒါကျွန်တော်တို့နေတယ်လို့ပြောလို့ရတဲ့အခြေအနေတစ်ခုကိုရောက်သွားပြီလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့ဒါကတကယ်ကို perfect ဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးလက်ရှိမှာဒါ Bruno Fernandes နောက်ထပ်ငင်းပယ်ခဲ့ရတဲ့နောက်တစ်ချက်ကသူ့မိသားစုကြောင့်ပဲသူ့အနေနဲ့ကျွန်တော်မိသားစုနဲ့တောက်လျှောက်ဆွေးနွေးခဲ့ပြီးနောက်ပိုင်းမှာသူ့မိသားစုအနေနဲ့သူဟာဒါကျွန်တော်အင်္ဂလန်နိုင်ငံမှာပဲဆက်နေခြင်းပြီးတော့သူ့အနေနဲ့ဒါကျွန်တော်သူ့ရဲ့မိသားစုကိုဒါလက်ခံခဲ့လို့သိရတယ်အဲ့တော့အဓိကတော့ခေါင်းကဘာလို့ပဲဂျားထဲမှာ Bruno အနေနဲ့စိတ်အပေါ့ လက်ခံဖို့အတွက်နည်းနည်းလေးနီးစပ်သွားတဲ့အချက်ကဒါ United အသင်းနေတဲ့ကြားထဲမှာတော်တော်လေးကိုတိုင်ပတ်သွားတဲ့အတွက်ကြောင့်သူတို့နည်းနည်းလေးစိတ်ယိုင်သွားတယ်သူတို့ရှင်ဒါပေမဲ့ကျွန်တော်အနေနဲ့မြင်ကြည့်တာ of course ဘုနာဘောလိုပဲအသင်းကိုစိတ်ပြတ်သွားရင်ရှင်မှာဒါအကုန်လုံးကဒီလိုဘယ်လိုမှမျိုးပဲ attack လုပ်ကြမှာပေါ့နော်တိတ်တော့ထူးဆန်းတဲ့အရာတော့မဟုတ်ဘူး အဲ့ဒါကျွန်တော် Manchester United အသင်းအနေနဲ့ဒီနေရာမှာ Bruno Fernandes အသင်းမှာဆက်ရှိနေရေးအတွက်ဒါအများကြီးအသင်းဘက်ကနေအများကြီးကြိုးစားသူ့အနေနဲ့ဒါကျွန်တော်တို့ Bruno Fernandes ကိုလောက်ခလာစားတိုးပြီးဒါတို့ဘာလို့ဆိုတာထက်ဆိုင် Bruno Fernandes ကိုလက်ရှိမှာ Manchester United အသင်းနဲ့အသင်းရဲ့အနာဂတ် project မှာဘယ်လိုမျိုးအသင်းကိုပိုကောင်းအောင်လုပ်သွားမလဲဆိုတဲ့ဥစ္စာမျိုးကိုဒါချပြခဲ့တယ်ဆိုတဲ့သတင်းတွေလည်းဒီအဲ့တော့အဓိကတော့ခုနကပြောပဲ Bruno Fernandes နဲ့တကယ်ကိုလမ်းပြန်ထွက်နေတဲ့ကမ်းလှမ်းမှုတစ်ခုကိုရင်းပယ်ခဲ့တယ်ဆိုတာကတော်တော်လေးကိုမိုက်လွန်းတဲ့ အခြေအနေတခုလို့ကျွန်တော် United ဘက်ကနေယူဆတယ်။ဘာကြောင့်ဒီလိုပြောလဲ။ United အနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ Bruno Fernandes ကိုတပတ်လောက်ခါလာဆို3သိန်းခွင်းနေတာကျွန်တော်လက်ရှိမှာရှိတယ်။ဒါပေမဲ့အခုဒါနောက်ဆုံးရသတင်းတွေရ update ရသတင်းတွေအရာဆိုရင်တော့တိရတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ဒါ Bruno Fernandes ကိုဒါကျွန်တော် El Hilal နေနဲ့တပတ်လောက်ခါလာဆိုပေါင်9သိန်းနဲ့တန်းကြားရှိတဲ့ကမ်းလှမ်းမှုနဲ့လုပ်ခဲ့တယ်။ပြောခုနပြောတော့အရေးကြီးဆုံးချက်ကအခွန်ပဲဗျ။ဒါကျွန်တော်တို့ Bruno Fernandes ကိုကမ်းလှမ်းတဲ့နေရာမှာဒါ Saudi ဘက်ကကမ်းလှမ်းမှုကြောင့်မို့ဒါကျွန်တော်ပေါင် ခဏသိမ့်တန်းဆိုတော့လုံးဝ100%ဒီလူကပဲရရှိမှာဖြစ်တယ်ဆိုတာကတော်တော်လေးကိုမိုက်တယ်ကံလမ်းမှုတစ်ခုဖြစ်တယ်ဒါပေမဲ့ဘရူနိုဖာနန်နက်ဒီငွေတွေကိုလုံးဝစိတ်မကြိုင်သွားခဲ့ပေနဲ့သူ့အနေနဲ့ဒါမန်ချက်စတာယူနိုက်တက်အသင်းကိုဒါအဓိကရွေးချယ်သွားတာကတော်တော်လေးကိုအရေးပါခဲ့တယ်လို့ပြောလို့ရတယ်ဒီနေရာမှာဒါကျွန်တော်နောက်ထပ်နောက်ထပ်အချက်တစ်ခုတွေကပါလဲဆိုတော့ဘရူနိုဖာနန်နက်ဒီသူ့အနေနဲ့သူ့ရဲ့အသက်အရွယ်ကနောက်ထပ်ဥရောပမှာနှစ်တည်းအများကြီးဆောလို့ရနေပြီးတော့သူ့ရဲ့ကစားပုံရဆိုရင်တော့သူဟာဥရောပမှာပဲအဓိကကစားရမယ့်အသက်အရွယ်တစ်ခုနဲ့ဖော်မတစ်ခုလို့သူ့ကိုသူမြင်တယ်ပြီးတော့အဓိကကတော့သူ့နဲ့အကောင်းဆုံးနေရာနဲ့ မြင့်ဆုံးနေရာမှာဆော့ဖို့အတွက်ဆိုရင်တော့ Manchester United အသင်းမှာဆက်ဆော့တယ်ဆိုတာကသူ့အတွက်ကအတိတ်ပဲရှိဆုံးလို့ယူဆလို့ရတယ်ပေါ့အဲ့တော့ဒီနေရာမှာဆော်ဒီကိုဒါညင်းပယ်ခဲ့တဲ့ချက်တွေမှာအမျိုးမျိုးပေါ့နော်ဒါကျွန်တော်အဓိကအချက်တွေကတော့ဒါကျွန်တော်သူ့ဘာပြောဆိုပဲလုခလာစာ United ဟိုကျွန်တော်လုခလာစာက Bruno Fernandes စိတ်ချိုက်တဲ့လုခလာစာ Bruno Fernandes နေတာကလာကောလာဟာလာတွေကြားထဲမှာဒါတပတ်လုခလာစာကကျွန်တော်တို့ တသက်1.3 million ဒီတိုးတောင်းခဲ့ပဲဆိုမှအဲဟီလီအနေနဲ့အဲ့ဒီအထိကိုတိုးပေးခဲ့တဲ့အထိကိုဒရင်းနေထွက်ခဲ့တယ်အဲ့လောက်ထိအဟီလီကတော့ကျွန်တော်တို့ဒီအပြောင်းရွှေ့မှာဒါကျွန်တော်တို့ဘရူနိုဖာနန်ဒက်စ်ကိုလိုလိုက်ခဲ့တယ်ပေါ့နော်ဒါခုနပြောသူတချို့ကောလာဟာလာတွေမှာဘရူနိုဖာနန်ဒက်စ်ဒါအဟီလီကိုပြောင်းခဲ့မယ်ဆိုရင်ဆိုင်းငယ်ဘုံငက်ဆိုလဲတကယ်ကိုလမ်းပြန်ထွက်တဲ့ပုံစံမျိုးကိုလည်းပြီးဖို့အတွက် အဟီးလေးဘက်ကပြင်ဆင်ထားတဲ့လူတွေအဲ့တော့ပြောချင်တာဘရူနိုဖာနန်ဒက်စ်ရဲ့လက်ရှိမှာငွေဘုံကြီးကိုပြစ်ပြီးတော့ United ကိုရွေးသွားတယ်ဆိုတာတကယ်ကို positive sign လို့နဲ့တဲ့တကူတော့ကျွန်တော်ကတော့တကယ်ကိုမြေမြေ United ပြည်သက်တော့တကယ်ကိုဘရူနိုဖာနန်ဒက်စ်က captain တယောက်ပြီးသားကြောင့်လည်းအသင်းကိုချစ်တဲ့ကစားသမားတယောက်ဖြစ်ကြောင်းကိုဒီနေ့မှလည်းထပ်ပြီးတော့ဘရူနိုဖာနန်ဒက်စ်ကအသင်းမှာဒါကျွန်တော်ဆက်လက်ပြီးတော့သူမှန်ကြောင်းပြသခဲ့တာကိုတွေ့ရမယ်ဒီမှာပါအဲ့တော့ဘလို့ပဲပြောင်းကြည့်မယ်ဆိုရင်တကယ်ကိုလမ်းပြန်ထွက်နေတဲ့ offer တွေကိုညှင်းပယ်ခဲ့ပြီးတော့ United အသင်းမှာဘရူနိုဖာနန်ဒက်စ်ဆက်နေမယ်ဒါကျွန်တော်ဘရူနိုဖာနန်ဒက်စ်အနေနဲ့လက်ရှိမှာ United မှာပဲဒါကြောင့် captain အနေနဲ့ဆက်ပြီးတွေ့အဲ့တော့ United လက် ရှိမှာဒါကြောင့်ဒီနေ့မနက်မှာ Brian and Webber က United ကိုလွေးချယ်ပြီးခွန်နာကိုရောက်ရှိရပြီး Bruno Fernandes နဲ့အဲ့တော့လက်ရှိမှာ United ပြည်သက်တွေအနေနဲ့ဒါမနစ်ကဒါရလက်ဆိုးတွေကိုဖြစ်ခဲ့ပေမဲ့တကယ်တည်းပြန်ကြည့်မယ်ဆိုရင်အသင်းအတွက်ကဒီနေ့ကတော်တော်လေးကိုအရေးပါတယ်ဒီတနေ့လို့ပြောလို့ရတယ်ဒီနေ့က United ပြည်သက်တွေတကယ်ကိုပျော်ရွှင်ပွေရာကောင်းတဲ့နေ့တနေ့လို့ပြောလို့ရရတယ်မှာပါအဲ့တော့ဟလာကျွန်တော်ဘယ်လိုပဲ Bruno Fernandes က United အတွက်ကတကယ်ကိုတန်ဖိုးရှိတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်အနေနဲ့မြင်တယ် Bruno Fernandes ဒီလိုမျိုးဆုံးဖြတ်လိုက်တာလဲတကယ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါအဲ့တချို့လူတွေကတော့ခုနကဘယ်လိုပဲ Bruno ရဲ့ပုံတန်တရ ်တပေါင်းတတ္တရ120လို့မရတော့စားနှမျောတဲ့လူတွေလည်းရှိရတာကျွန်တော်နားပဲဒါပေမဲ့ဒီလိုကိုစားသမားမျိုးဒီလိုအသင်းမှာဒီဈေးနဲ့နောက်ထပ် market ထဲမှာပြန်ရှာရမယ်ဆိုရင်မလွယ်လောက်တဲ့ဥစ္စာကတော့လုံးဝလုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်ရဲ့ပုံကူကြီးကမှကျွန်တော်ကတော့100%မြင်မိတယ်လို့ပြောပြရစီအဲ့တော့ဒါကတည်ငောင်းပေါ့နော်တည်ငိုးလေးတခုပြောပြအောင်အဲ့လက်ရှိမှာဒါကျွန်တော်တို့ Chelsea အသင်းနဲ့ဒါကျွန်တော်တို့ Jadon Sancho ရဲ့ကိစ္စကတော့ အလုပ်မဖြစ်ဘူးလို့သိကြရတယ်မှာပါတယ်ဂျင်းနဲ့ဆန်ချိုကဒါကျွန်တော်ချက်စီအသင်းဘက်ကနေပြီးတော့တပတ်လုခလာစားပေါင်3သိန်းဝဲဒါကျွန်တော်တို့အဲတီရှော့ချခိုင်းပြီးတော့သူ့အနေနဲ့ဒါပေါင်3သိန်းပေါ့နော်ပေါင်လက်ရှိမှာရနေတယ်ဂျင်းနဲ့ဆန်ချိုကပေါင်3သိန်းနဲ့3သိန်းခွဲကြရနေတယ်လာစားကနေပေါင်3သိန်း2000 2သိန်းခွဲလောက်ဒီရှော့ချဖို့အတွက်ဒါကျွန်တော်တို့တပတ်ကချက်စီဘက်ကနေပြီးတော့ဒါကျွန်တော် proposal အစ်စ်ကိုကြားထဲမှာတရားဝင်ကမ်းလှမ်းခဲ့တယ်ပေါ့နော်ဒီကမ်းလှမ်းမှုကိုတော့ကျွန်တော်ဖတ်မိရဘလောက်ကလက်ရှိမှာ David Austin ရဲ့နောက်ဆုံး update ရဆိုရင်တော့ ကျင်းစင်ဆန်ချိုကငင်းပယ်ခဲ့တယ်ကျင်းစင်ဆန်ချိုနဲ့သူ့ရဲ့လောက်ခလာစကားဒါပေါင်၃သိန်းရဲ့အထက်မှာရှိရမယ်လို့သူကသူ confidence ရှိတယ်ကျွန်တော်ဒီနေရာမှာနားမလဲဒါဆိုတော့ကိုယ့်ရဲ့ personal မြင်ပေါ့နော် personal မြင်လေးတွေနည်းနည်းလေးပြောချင်တယ် personal မြင်ကပြောရမယ်ဆိုရင်လက်ရှိမှာကျွန်တော်နားမလဲနိုင်တဲ့အချက်ကဆန်ချိုကသူ့ကိုသူဘာထင်နေလဲတော့မသိဘူးကြာအဲ့ဒီ mindset ကသူ့ကိုတတ်သွားရလို့ပဲကျွန်တော်မြင်မိတယ်ဆန်ချိုသူ့ကိုသူစောက်ရန်ကဘာပေါ်မှာအကောင်းဆုံးဒါမော်ရီညိုပြောခဲ့တဲ့စကားတခုပေါ့နော်တချို့ကစားသမားတွေကသူတို့ကိုသူတို့အမြင်ဆုံးကြီးမှမြင်တာတကယ်ကတလောက်ပဲရှိတာ အဲ့ဒီပြဿနာကြီးတွေဆန်ချိုမှာရှိရလို့မြင်တယ်ပေါ့အဲ့ဒါကျွန်တော်နားမလဲအဲ့တော့လက်ရှိမှာဆန်ချိုအနေနဲ့ဒါ United ကိုပြန်ရောက်လာခဲ့ပြီလို့ကျွန်တော်အနေနဲ့သိရတဲ့အချိန်မှာပါပါတယ် United ကိုဒါကျွန်တော်တို့ဆန်ချိုကိုဒါကျွန်တော်တို့ Chelsea ဘက်ကနေတော့ပေါင်၅သန်းပေးပြီးတော့ပြန်ပို့ခဲ့ပြီဖြစ်တယ်လက်ရှိမှာဆန်ချိုကိုတော့ဒါ Manchester United အသင်းနဲ့လုံးဝအသင်းမှာဆက်ထားဖို့စီစဉ်မရှိဘဲနဲ့ La Mane Nuya တို့ဒီနှစ် Nuya ဒီမှာနေတခါတည်းကစားသမားကိုဒါ ပြန်ရောင်းချဖို့တည်းစီဒါပေမဲ့ပြဿနာကဘာလဲဆိုစန်ကျူကဒါခါတိုင်းလူလို့မဟုတ်တော့ဘူးစာချုပ်တတန်းရတစ်နှစ်ပဲကျန်တယ်ကစားသမားတယောက်ဖြစ်တယ်လောက်ခလက်ဆန်အင်မတန်မှများတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာအငားနဲ့ခေါ်မယ်ဆိုရင်တော့ United အသင်းနဲ့ထုံးစံအတိုင်းပဲသူတို့အနေနဲ့ဒါဒီကစားသမားကိုဒါကျွန်တော်တို့ထုံးစံအတိုင်းအဲ လာစားပေးထားမှာဖြစ်တယ်ပေါ့နော်ပြီးတော့ခုနကပြောလို့ပြဿနာကဒီညမှာဒါအကဲအငှားပြန်ချမယ်ဆိုရင် United ရဲ့ထုံးစံတိုင်းခုနောက်ပိုင်းမှာလာစားရဲဒါကျွန်တော်တို့တဝက်ပုံစံမျိုးပြီးရမယ်သဘောမှာရှိအဲ့တော့ပြဿနာက Sancho ပြန်ရောက်လာတယ်ပြဿနာက United တော့တော်တော်လေးကိုထင်တာတဲ့အများကြီးကြီးရလို့မြင်တယ်အခုလက်ရှိမှာ United စီမှာတပတ်လုကာလာစား၃သိန်းခွဲပြန်ယူမဲ့အခြေအနေမှာရှိတယ်အဲ့တော့ Chelsea ကတော့ရှင်းပါတယ် Chelsea တင်တဲ့ခုလက်ရှိမှာသူတို့ဘက်က Jimmy Gittin တို့ဘာလို့ဒီထက်ပိုကောင်းတဲ့ကစားသမားတွေကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေပြီးတော့ဒီထက်ပိုပြီးအလုပ်ဖြစ်နိုင်မဲ့ကစားသမားတွေအလုပ်လုပ်ဖို့အတွက်ပြင်ဆင်နေဆိုလုံးဝလုံးဝငြင်းစရာမလိုဘူးလို့မြင်တယ်ဒါကြောင့်မို့လဲသူတို့နေ Sancho ရဲ့တပတ်လုကာလာစားကို၃သိန်းခွဲမပေးချင်ဒါပေမဲ့ ်ချက်စီဘက်ကမြန်ချက်စီဘက်ကလည်းသူတို့ထိုက်တဲ့လောက်သူတို့လွတ်လွတ်ခဲ့တယ်လို့ပြောလို့ရတယ်။တပတ်လောက်ကလာဆိုနှစ်သိန်းခွဲထိသူတို့ကန်လန့်ခဲ့တယ်။ဒါဆန်ချူကိုအသင်းမှနေစီချင်ခဲ့တယ်။ဆန်ချူကိုအသင်းမှနေဖို့အတွက်လည်းချက်စီဘက်ကလည်းအများကြီးကြိုးစားခဲ့တယ်။အဲ့တော့ချက်စီရဲ့အပြစ်လို့လည်းသွားပြောလို့မရဘူး။ဒါပေမဲ့ United ရဲ့အပြစ်လို့ဒိမီယာမှာကျွန်တော်အမြင်အရပြောကျွန်တော်တော်ဝန်တန်းကစားသမားတွေကိုကျွန်တော်ပြောခဲ့တယ်။ဆန်ချူရဲ့100%အပြစ်ပဲ။ဆန်ချူနဲ့တပတ်လောက်ကလာဆိုနှစ်သိန်းခွဲဆော့မယ်။သူ့အနေနဲ့ဒါချက်စီမှာပျော်ပျော်ကြီးဆော့လို့ရမယ်။ Champion League ဆော့ရမယ်။နောက်နေမှာဒါကတော့ Premier League ဆော့ရမယ်။ပြောချင်တယ်ဗျာ။ဒါပျော်စရာကြီးဗျာသူ့အတွက်ကတကယ်ကိုဒါဒါပေမဲ့သူ့အနေနဲ့ပေါ့နော်။ဒါငွေကြီးဆန်ချူတကောင်ဘာလို့ငွေလူလဲကျွန်တော်လည်းမသိဘူး။သူ ပုံစံကြည့်ရတယ် level light ဆာအဲ့လောက်ကြီးနေနေကောင်းမှာဒါပေမဲ့ပြဿနာကသူ့ဟာသူဖြစ်စီရပဲဆန်ချိုကဒါကျွန်တော်100အဲ့တော့ United အသင်းကိုလက်ရှိမှာဆန်ချိုပြန်ရောက်ပြီဆန်ချိုကလည်း United အသင်းကလုံးဝအသင်းမှာဆက်ထားဖို့အစီအစဉ်မရှိဘူးအငားပြန်ချရင်ချမချောက်လို့ရောင်းမယ်ဒါပေမဲ့ရောင်းမယ်ဆိုရင်တော့လက်ရှိမှာဆန်ချိုရဲ့လုခလာစာနဲ့ဘယ်သူမှဝယ်မှာမဟုတ်ဘူးအငားပြန်ချမယ်ဆိုရင် United ဘက်ကနေပြီးတော့ဆန်ချိုရဲ့လုခလာစာတစ်ပွက်ကိုဒါကျွန်တော်ပြန်ပြီးပြရအောင်မယ်လို့မြင်နေအဲ့တော့ တကယ်ကိုစိတ်ပြည့်စရာဆန်ချွေးအပြောင်းရွှေ့ကတော့တကယ်ကိုစိတ်ပြည့်စရာဗမာပြည်ဦးကောင်းဆိုတဲ့နာမည်နဲ့ကျွန်တော်ပြောမှာဆိုဆန်ချွေးကတည်းက2သိန်းခွဲဆိုတော့ကျွန်တော်လက်ခံမိတော့ထက်တာတပတ်လူကဆက်ဆက်3သိန်းဆိုပြအခုထုတ်ပြမှ5000ပဲရှိရတကောင်းတော့ပါရှိမှလဲကျွန်တော်ပြောသေးလားတကယ်ကတကယ်စိတ်ဓာတ်ကအောက်တန်းကျတယ်လို့ကျွန်တော်နေမြင်ထားပါထားပါထားကိုယ်လည်းမြင်ရမှာမို့ဆိုပြောလို့တော့မရဘူးထားပါအဲ့တော့ဒါကျွန်တော်တို့ဆန်ချွေးရဲ့အပြောင်းရွှေ့ရတကယ်ကို negative ဆန်ဒါပေမဲ့ Bruno ရဲ့အပြောင်းရွှေ့ကိုကြည့်မယ်ဆို Bruno ကလက်ရှိမှာ United တင်မှာဆန်နေမယ်တပတ်လူကဆက်ဆက်တော့ကျွန်တော်တို့ဒါရီမီဇာလို့ဒါပေမဲ့ Bruno Fernandez နေလက်ရှိမှာတကယ်ကိုကြံတန်းလာတဲ့ကလပ်မှုတွေကိုညှင်းပယ်ခဲ့ပြီးတော့ Manchester United တင်မှာဆန်နေမှာဖြစ်တယ်လို့သိရတယ်မှာပါပါတယ် န်ချိုကတော့ဆောက်ဘောလုပ်တွေလုပ်သွားတယ်ပေါ့တော့ပါပဲဘောလုံးမွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်လို့ဆိုတော့ပေါအောင်ကိုကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တဲ့လေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကိုကြည့်ပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ် မြန်မာလေကလေးဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလေးမှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြူတမှာဗျကောင်းမွန်သောနေရည်နေဖြစ်ပါစို့စုမုံကောင်တောင်းပီးနေပဲကျွန်တော်တို့ဒီနောက်မှာပဲအေးအေးဆေးဆေးကြတာပေါ့အားလုံးမကြူတမှာမြန်မာကလေးပြကြပါဗျမြန်မြန်ကလေးမှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ဒီပါဗျ